အားလီရဲ့မျက်နာကိုမထောက်ဖဲအိမ်တော်ကြီးဖောက်ပြန်ခဲ့တဲ့ကိစ္စတွေဖော်ထုတ်ခံလိုက်ရတဲ့ဇမင်းသားတင်မောင်ဇမင်းဝင်မင်္ဂလာပါပရိသတ်ကြီးရှင်ရှေမန်းဇက်တပင်ရဲ့မျိုးဆက်ဖြစ်တဲ့ဇမင်းသားတင်မောင်ဇမင်းဝင်ကိုတော့အားလုံးကသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဇက်တပင်လောကမှာတခေတ်ဆန်းပြီးတော့ပေါ်ပေါက်လာခဲ့တဲ့ဇမင်းသားတွေတဲကတယောက်ဖြစ်ပြီးဇက်တပင်မျိုးရိုးကလည်းကြီးမားလာကြောင်းပရိသတ်တွေရဲ့အချစ်တွေအများကြီးကိုပိုင်ဆိုင်ခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ် ကျမောင်ဆမ်းမင်းဝင်းဟာရွှေမန်းဇတ်တပင်ရဲ့မြူးယူးကုံကိုထိမ့်သိင်းရင်းနဲ့ဇတ်တပင်လောကတိမ်ကောပြောက်ွယ်သွားမှုမရှိအောင်ဆွဆွန်းတမန်ဆောင်ရွက်နေသူတယောက်လေးဖြစ်ပါတယ်။ကျမောင်ဆမ်းမင်းဝင်းဟာသူကိုယ်တိုင်ကလည်းဇတ်တပင်လောကကိုချင်းမြတ်လို့သလိုသူ့ရဲ့ရင်သွေးဖြစ်တဲ့သူ့ရဲ့သားငယ်လေးကိုလည်းငယ်စဉ်ကလေးဘဝကလေးကဇတ်တပင်ပညာကိုသင်ကြားစေခဲ့ပြီးသားဖြစ်သူအပေါ်မှာလည်းအထူးချင်းမြတ်လို့သူအဖြစ်ပရိသတ်တွေကသိရှိထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ဇမင်းသားတင်မောင်ဆမ်းမင်းဝင်းဟာ သားဖြစ်သူရဲ့မျက်နာကိုတော့မထောက်ဖယ်အိမ်တော်ရင်ဖောက်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဇမင်းသားတင်မောင်ဇမင်းဝင်းဟောင်းဇက်ပွဲတွေအငိမ့်တွေနဲ့ပြဆက်တွေကိုစူးစီးတင်ဆက်ပေးနေတယ်။စီစဉ်သူဗရများခေခိုင်နဲ့အိမ်တော်ရင်ဖောက်ပြန်ခဲ့ကြတယ်လို့တင်မောင်ဇမင်းဝင်းရဲ့ဇနီးဖြစ်သူကိုတိုင်ကပြောပြလာခဲ့တာဖြစ်ပါတယ်။တင်မောင်ဇမင်းဝင်းရဲ့ဇနီးဖြစ်သူကကျမအခုရက်ပိုင်း Facebook ပေါ်မှာမူပိုင်ခွင့်နဲ့ပတ်သက်ပြီးပွဲဖြစ်နေကြတာကိုတွေ့ပါတယ်။ မူနီတာတရားလေးထားလိုက်ကြပါလားရှင် ကျမတို့ဆိုရင်ဘဝတွေတောင်ပြတ်သွားခဲ့ရတယ်ตาလေးဆိုမိတကွဲ ဖတကွဲ ဖြစ်သွားခဲ့ရတယ်လीကိုချင်းစာတရားလေးထားပြီးနားလည်မှုလေးရစေကြပါတယ်ကိုပစ္စည်းယူသုံးလို့ဒေါသတွေဖြစ်ကြတယ်ကျမတို့သားမိတွေဆိုဘလောက်ခံစားရမလဲတွေးကြည့်ပေးပါလားရှင်ခိုးယူခံရမှု လူယူခံရမှုမူပိုင်ခွင့်ဆိုတဲ့အရာဆိုပြီးတော့တင်မောင်စမင်းဝင်းရဲ့ဇနီးဖြစ်သူကိုယ်တိုင်ကပြောပြထားတာလည်းဖြစ်ပါတယ် တင်မောင်စမင်းဝင်းရဲ့အိမ်တော်ရေးဖောက်ပြန်မှုနဲ့ပတ်သက်ပြီးအတိအကျသိရှိထားသူတယောက်ကလည်းဗရမ ्या ကေကိုင်းကအမျိုးသားကဆက်ယုံမှာပါတော်မူပွဲလှုပ်ထားတဲ့ဟာကိုသူများကယူသုံးလို့ဆိုပြီးမီဒီယာမှာစောက်ကြီးစောက်ကြယ်တွေလှုပ်လို့ပွဲရှာပြီးမူပိုင်ခွင့်ယူသုံးထားတာတွေ့လိုက်မိတယ်။သူကကြတော့သူများလင်တင်မောင်စမင်းဝင်းကိုပေါ်တင်လှုပ်ပြီးတော့ဟိုတယ်ရှိမှရင်ပါဆွဲရိုက်ခံထားရတာအဲ့ဒါတော့မှမျက်နှာပြောင်တိုက်ပြီးတော့အရသာခံတာနော်ဒီကောင်မကိုအမြင်ကက်လို့တမင်ကိုအဆက်ခွဲပေးတာ တချို့ကောင်မတွေကအရက်ကိုအဲ့လိုခွဲပြီးမှတန်းတာဆောက်ရက်မကွဲခြင်းရင်ကောင်မတွေကြည်နေကြည်စားကြည်ရေးကြဆိုပြီးတော့ပြောဆိုထားတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့တင်မောင်ဆမ်းမင်းဝင်းကပထမဇနီးနဲ့ကွဲကွာနေတယ်လို့ဖြစ်နေခဲ့ပြီးဗရမ ्या ခေခိုင်းနေတာပေါင်းဖက်နေတာဖြစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြခံထားရတာဖြစ်ပါတယ်